မဟောတရာတရိုးသားလေးမှားကြတဲ့အတိုင်းဇပင်ဖားလျားချကငိုကြွေးမြည်တမ်းလျက်မင်းကြီးရဲ့နန်းတော်သို့ထွက်လာခဲ့တော့တယ်ဘာဖာပြဿနာဆိုတာကတော့ဗဒံများကိုကြိုးတက်ပြီးတဲ့နောက်တနေ့မှာပဲဝီတီဟရီမင်းကြီးဟာမင်္ဂလာနွားလာကိုပဲကိုပြုတ်ပြီးတော့အခါခါကျွေးစီတယ်။အဲဒီလိုပဲကိုပြုတ်ပြီးတော့ခဏခဏကျွေးတဲ့ဖြစ်နွားရဲ့ဝမ်းပိုင်မှာဖောင်းကားလာတော့လေ။အဲဒါပြီးတော့ နွားကိုနှနှွေးရဖြစ်တုံလင်းစေရာနွားရဲ့ခန္ဓာကိုယ်မှာငွေလူဘွားလူကိုဝင်ဆောင်နွားမအသွင်ဖြစ်နေတော့လေဒီကံမှာမိတေဟရမင်းကြီးဟာအရှိရဝမျက်စကုံးသာသားတို့ဟာပညာရှိကြောင်းကိုငါကြားသိတော်မူသည်နှင့်ညီစွာငါရဲ့မင်္ဂလာရှိသောနွားလာဥတ္တပဟာကိုဝင်ဆောင်၍ယခုလားစေနေစေပြီဖြစ်တယ်။ဒါကြောင့်ဒီနွားလာဥတ္တပကိုတားဖွာစေပြီးတဲ့မားငင်နေတကွဒုနွားလာဥတ္တပကိုငါထံသို့ဆက်တာရမယ်။အဲဒီလိုမဆက်တာနိုင်ရင် တယောက်ကိုကျိန်နဲ့အချက်တထောင်စီရာဇသံတင့်စေအဲဒီရာဇသံနဲ့အတူနွားလာဥတ္တပါကိုအရှိယဝမြစကုံးရောင်ကိုပို့လိုက်တော့တယ်အရှိယဝမြေစကုံရသားတို့ဟာလဲဟာဗျာဒီကိစ္စကတော့လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲဗျဘလို့လောက်ကြမလဲဘလို့မှမလောက်နိုင်ဘူးအဆွေဘွားထီးကနေဘလို့လောက်ပြီးတော့ကလေးမွေးမှလဲဗျ ဒီပြဿနာကိုကျွန်တော်တို့ရဲ့မဟုတ်တာလေးကိုပဲဖြေရှင်းပေးဖို့အကူအညီတောင်းရတော့မှာပေါ့ဗျ။အဲဒီလိုနဲ့နွာလာဥတ္တပါကိုမဟုတ်တာလေးရှိရာဇယက်သူယူဆောင်သွားကြတော့လေ။အဲဒီလိုနဲ့မဟုတ်တာသရိုးသားနေထိုင်တဲ့ဇယက်ကိုရောက်တဲ့အခါမှာတော့အရှင်မဟုတ်တာသရိုးသားလေးဒီတခါလဲဘယင်ကြီးကကျွန်တော်တို့မဖြစ်နိုင်တဲ့ကိစ္စကိုခိုင်းလိုက်ပြန်ပြီဗျ။ဘိုက်ကြီးရဲ့ပုံစံပေါက်နေတဲ့ဒီနွာလာဥတ္တပါကိုကလေးမွေးပေးရမယ်တဲ့ဗျ။ နွားထီးရနေဘလို့လုတ်ပြီးတော့နွားကလေးမွေးလို့ရမှာလဲဗျကျွန်တော်တို့ကိုကူညီပြီးတော့ဖြည့်ရှင်းပေးပါအောင်ဗျာအဆွေးတို့ဘာမှစိုးရိမ်တော့မမူပါနဲ့ကျွန်တော်ဖြည့်ရှင်းပေးပါမယ်ဗျတင်တို့ရွာသားတွေထဲမှာမင်းကြီးနဲ့အကျွမ်းတဝင်ဖြစ်ပြီးတော့ရဲဝင်စွာမင်းကြီးကမကြောက်မဝင်ရှောက်ထားဝင်သူရှိသလားကွတတိသားမဟောတရာသူခမိန်လေးမင်းကြီးဟာမကြောက်မဝင်ရှောက်ထားဝင်တော့သူရှိပါတယ်ကောင်းပြီကောင်းပြီအဲ့ဒီလိုလူရှိရင်တော့တင်တို့ဘာမှမစိုးရိမ်ကြနဲ့တော့အဲ့ဒီသူကိုကျွန်တော်ထံပို့လိုက်ပါ အရီလိုနဲ့မဟောဒရာတရိုးသားလေးဟာပြောရဲဆိုရဲရှိသူတယောက်ကိုခေါ်ယူကပြုလုပ်ဆောင်ရရမီတို့ကိုတေချာမာကြားပြီးတော့ရွှေနန်းတော်စီကိုဆေလွတ်လိုက်တော့တယ်။အဲဒီယောက်ျားမှလည်းမဟောဒရာတရိုးသားလေးမှာကြားတဲ့အတိုင်းဇပင်ဖားလျားချကငိုကြွေးမြည်တမ်းတဲ့မင်းကြီးရဲ့နန်းတော်သို့ထွက်လာခဲ့တော့တယ်။ဘယ်မသူလဲ။ဘာကိစ္စရှိလို့နန်းတော်ရှိမှလာပြီးတော့ငိုကြွေးနေရတာလဲကွ။ကျွန်တော်ဘာကြောင့်ငိုကြွေးနေလဲဆိုတာကိုမပြောနိုင်အောင်ဗျာ။ ကျွန်တော်အရှိရဝမြေစကုံးရွာကလာတာပါဗျမင်းကြီးကသာတွေ့ခွင့်ပေးပါမင်းကြီးနဲ့တွေ့မှကျွန်တော်ပြောနိုင်မယ်ဗျအဲ့ဒီလိုနဲ့ဘူအမျိုးသားဟာမဟောတရာတရူသားလေးမှားကြတဲ့အတိုင်းမင်းကြီးနဲ့တပါဘသူကမှမပြောဘဲနဲ့ရှိနေတော့လေအဲ့ဒီလိုနဲ့မူမတ်တွေလည်းဘယင်ကြီးကိုရှောက်တင်တဲ့အခါမှာတော့ဘယင်ကြီးဟာဘူအမျိုးကောင်းသားလေးကိုတွေ့ဖို့အတွက်လက်ခံလိုက်တော့လေအဲ့ဒီလိုနဲ့မင်းကြီးရှေ့မှောက်ကိုရောက်တဲ့အခါမှာတော့အသင်အမျိုးသားဘာကြောင့်သပင်ဖားလာချပြီးတော့ငိုကြွေးနေရလာလဲကွဲ့ ကြီးမြတ်တော်မူလာသောဘုန်းတော်ဖြစ်ကျွန်တော်မျိုးတို့ရဲ့ချမ်းသာကိုပေးတော်မူတတ်သောအရှင်မင်းကြီးဖေဟာကျွန်တော်အားတနာကိုကိုွယ်ရာဖြစ်တော်မူပါကျွန်တော်ရဲ့ဖခင်မှာလောက၌ယောက်ျားများတားမွေးမှုမရှိပါလျက်နဲ့ထူးထူးခြားခြားတားဖွာမိပြုလျက်မဖွာနိုင်မဲယနေ့ခုနှစ်ရက်တိတိရှိနေပါပြီဖေဟာကျွန်တော်အားတနာတော်မူသဖြင့်ကျွန်တော်ရဲ့အဖတားဖွာခြင်းအကြောင်းကိုအရှင်မင်းကြီးကဖြည့်ရှင်းပေးတော်မူပါဖေဟာအဲ့ဒီလိုမကြောက်မရွံ့ရှောက်ထားလိုက်တော့လေအဲ့ဒီလိုရှောက်ထားသဖြင့်မင်းကြီးကလည်း အချင်းယောက်ျားတင်ဘလို့ပြောနေတာလေကွယူနေတာလားဘလို့ဖြစ်ပြီးတော့ယောက်ျားစင်စစ်ကတားဖွားมาလေကွယ်အဲ့ဒီလိုပြောလိုက်တော့တယ်အဲ့ဒီအခါထိုမျိုးသားကအရှင်မင်းကြီးထိုတို့အမိန်တော်ရှိသည့်အတိုင်းယောက်ျားတားဖွားရုံမဟုတ်ပဲနဲ့အရှိရဝမြစ်စကုံရသားတို့ကမင်္ဂလာနွားလာဥတ္တပကိုတားဖွားခြင်းကအဘယ်သူတက်နိုင်ပါလိမ့်မယ်အရှင်မင်းကြီးအဲဒီလိုထိုးယောက်ျားကမဟောဒရာတုခမေလေးမာသည့်အတိုင်းအလုံးစုံရှောက်ထားလိုက်တော့လေ ထိုစကားကိုကြားလင်ဝိတေဟရမင်းကြီးကလည်းအချင်းယောက်ျားတင့်ကိုဘလို့ကဒီလိုလျှောက်တင်ခိုင်းတာလဲကွအရှိယဝမြေစကုံးရွာကပညာဉာဏ်ဆွမ်းနဲ့ပြည့်စုံတဲ့မဟောတရာသရိုးသားလေးဖြစ်ကြောင်းမှာဖေ။အဲ့ဒီလိုလျှောက်ထားလိုက်တော့လေ အဲဒီအခါဝိတေဟရမင်းကြီးဟာအလွန်နှစ်သက်ခြင်းဖြစ်သဖြင့်ရှင်နေများတူသေနကအမတ်ကြီးကိုခေါ်ပြီးတော့တိုင်ပြန်ပြန်တော့လဲသေနကအမတ်ကြီးကယခုထက်ခက်ခဲသောကိစ္စများကိုနောက်ထပ်ထပ်ဆန်းမှုရှိသဖြင့်မဟောဒရာတုခမင်းလေးကိုနန်းတော်ကိုခေါ်ယူမဲ့ကိစ္စကိုတားမြစ်ပြန်တယ်။ဒီဟာကတော့ဖះလာမဟောဒရာတရူသားလေးရဲ့တားဖွာပြဿနာ ဖြေခန်းမဲ့ဖြစ်ပါတော့တယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။အားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်။